အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့ဖပြပေးမယ့်ဝတ္ထုလေးကတော့ဆရာတာလွန်ကျော်ရေးသားတဲ့အညာမင်္ဂလာဆောင် ဆိုတဲ့ဝတ္ထုတော်လေးပဲဖြစ်ပါတယ်အညာမင်္ဂလာဆောင်ကျုပ်တို့အညာမှာမင်္ဂလာတမျိုးသာပအဟုတ်ပြုဓမ္မတာ အစင်လာမညှို့ခဲ့ပေဘူးအယုတမကြရှိလို့ပါ အဖွားကလည်းကြည်တဆောင်အမျိုးကလည်းမသေးပေဘူးအဖို့ဖာနေတကွာမိကြပါတော့ တမျိုးငမြေးဖို့ရဲ့လို့အိုကွဲအဖိုးကပြေးလိုက်ပါတဲ့နွားညီနောင်အဲ့ဒါဟာကွာအတော်ခက်တာကိုကွာရညွန့်ရဲ့ကျွန်တော်အိမ်ရမမနိုးတတ်သေးရွာတောင်ထိတ်တွင်နေသည့်ကိုကြီးပိုဤအရင်မရှိအဖျားမရှိ အောက်ကလေးအာတန်ကြီးကိုတော်တာဆင်လိုက်ရလေဤသူဒီမိုးလင်းလာလင်းအရက်နဲ့မျက်နာတက်တက်သူဖြစ်ဤသူ့နိုင်အလုတ်ဟူ၍မဲမဲရရပြောစရာမရှိဤ ဖခင်ထံမှအမွေရခဲ့သောနွားတရှင်နှင့်ရာတကွက်ရှိခဲ့လျာမိုးခေါင်သောနှစ်၌နွားစာရှားသည့်တန်းကြောင့်စာဥသည်နွားဘဝဝိတုခငြိမ့်လေတော့၏ယခုအခါကြံ့ရည်သည့်တကောင်တဲသောနပြာနီပင်လင်းစကြက်မှမျက်ချောင်အနှံ့ခံ၍မဝရေစာအယိုးပေါ်အေးတင် အထီးကျန်ဖြစ်နေရှာလေ၏တေကမြရှိသောရာတကွက်ကိုမူကိုယ်တိုင်မလုံနိုင်တီစာချထားလေ၏ ဇနီးဖြစ်သူမတ်လှခင်ကမိုးမလင်းခင်ကပင်တောတက်ဖို့ဆွေတဲ့တင်းတို့နဲ့အတူအနောက်ဖက်တောင်ရိုးသို့သွား၍မြစ်ချိုးမှုရှာထွေရရှာသည်။တားဖြစ်သူဖိုးစီနှင့်ဟန်သိန်းတို့သည်တောသို့ထွက်ပြေးဂန္ဓာရသာထင်းခွေရ၏။သူကမူအိမ်တော်ဦးစိပီပီတကောင်တဲသောနဗျာနေကိုယူဆောင်ကရွာတောင်ဘက်ရှိကိုစိန်ရှင့်ထတဲ့အနီးမြေချောက်တော်တွင်ကျိုးရှိရှိနှင့်လှန်၍ထားပြီးထရေကားတောက်ရင်ကြောင်းလေရှိ၏။ နေညိုချိန်တိမ်တောက်လင်တော့တားနှစ်ယောက်ခွေလာသည့်ထန်းနစီအနဲ့တစည်းကိုရွက်ခါရွာအနောက်တောင်ကြောင်ရှိတန်းပန်၏အရက်ဖော်တွင်အကြီးဖြော်လေတော့၏သူ့အဖို့မနဲ့ထရေညက်နေအရက်ခွက်ချင်းဆက်နေရလင် ထမင်းမေဟင်းမေဖြစ်နေတော့၏မိမိဆိုကလည်းမိလောက်ဆရာအကြောင်းရှိ၏ရက်တလေရွာထုံးစံတရွာလုံးတွင်မှကောက်ဆန်စားနိုင်သူမှလင်းငါဦးထံမပို့ကြံအိမ်တောင်အတော်များများမှဆံပြက်တိကပဲပါလေကမျှ ပြောင်းစံရောရာသုံးလွန်းတင်ထမင်းကိုသာနတ်မှန်အောင်မှုဝဲကြရကုန်၏သူတို့မိသားစုအဖို့ကသုံးလွန်းတင်ထမင်းမဆိုထားပြီပြောင်းထမင်းကိုသာလဲလေချောင်းကို မြေလံဂလုံးဆန်အောင်ဆုံးကန်၍မြှောင်းကြရရှာ၏ရံဖန်ရံခါမဝတဝဒုရင်ကိုပင်ကျင့်ဆောင်ကြရကုန်ရှာသည်သူဤလာရင်ကြောင့်ကိုသိလို့သဖြင့်ကျွန်တော်ဒီအိယာမမထသေးပဲသူစကားအသွာလာကို နားဆွင့်နေမိ၏ ခက်ဆိုဟိုလူဟန်တိန်ပေါ်လကွာနှောပင်ကောက်မလေးခိုးလာတာဟေ့ဟမ်မင်းသားကလည်းမခေပါလားအိမ်ရှိတဲ့သူတွေတောင်ထမင်းနဲ့မမှန်ရတဲ့အထက်လူဘုခေါ်တင်လာရတယ်လို့အေးကွာကာလာသားသမီးတွေများအပြော့ရအဆိုရတဲကြတာကိုဟာအေးလေသူတို့မှမနေတော့တောင်ရံပေးရမှာကို့တာဝင်လေအဲ့ဒါကြောင့်မင်းနဲ့ဆရာကိုလူကြီးအရာထားပြီးအတောင်းတောင်းမို့လားတိုင်းမင်းသား မင်္ဂလာဆောင်ပေးဖို့ရဲရွေးဖို့ရဲမင်္ဂလာစကားပြောဖို့ရဲကတော့မင်းနဲ့ចောင်းစရာတာဝင်းဗျ။အိုးចောင်းစရာထတော့ပြို့အိမ်မှာအရေးကောင်းနေတာ။အင်းတဲခက်တကူကျွန်တော်မနေတာတော့အိမ်ရမှာထရွေကြပြကြရသွားတိုက်လိုက်ပြီးစပွဲတွင်ဝင်ထိုင်ကရင်းနှွေးချမ်းတစ်ခွက်ငှဲ့တော်လိုက်ရင်ဆိုပါအောင်ကိုကြည့်ဖို့ရဲခမရတာဟန်သိမ်းဘဲကဟာနဲ့ဘယ်လိုတွေ့လာရတာတော့ကိုကြည့်ဖို့ကသူ့ကောင်းကိုတပြင်းပြင်းကုတ်ရင် ကောင်မလေးကနှောပင်က မိစိမ့်နဲ့သူကစိတ်ကြောင်းရင်ဆရာတပည့်ကထင်းခွေရင် တွေ့ကြတာဆိုပါတော့အဲ့ဒါကလေးမလေးကစိတ်အုပ်ကို လူကြုံနဲ့ရွာပြန်ထည့်ပေးလိုက်ပြီးအဝတ်တထဲကိုတစ်ခုနဲ့ထွက်လိုက်လာတာတဲ့ဗျို့သူကပြောရင်မှပင်တက်ပြင်းကို မတက်မတာချလိုက်လေ၏ဟန်သိန်းဒီလေးတန်းအောင်ပေးဒီမှာ၃လေးနှစ်ခန့်သာရှိသေး၏ကျောင်းဆက်မထနိုင်တော့သဖြင့်တော့အလို့ထင်းခွေ မြက်ချိုးကျုံရကြပန်းလုပ်ပြီး မိသားစုစားဝတ်နေရေးအတွက်ဝင်ငွေရှာရသူဖြစ်သည် သူသည်အလုတ်ကျန်းလို့ရ၍အစာတန်သူဖြစ်သောကြောင့်လူလုံးလူပန်ချီသောကာလာသားပေါက်ကြီးပင်ဖြစ်နေလေတော့၏တပည့်ဤမင်္ဂလာရေးဖြစ်နေ၍ကျွန်တော်အဖို့တက်ဆွမ်းသည်။အကူညီပံ့ပိုးပေးရလေတော့မည်နို့နေပါဟုကလေးမလေးကမွေးချင်းများသလားခက်လိုက်သားဗျာမပြောပါနဲ့တော့သူတို့မှမွေးချင်းကြီးပဲတကြိတ်လောက်ရှိတာသူကနို့ညာဗျာ အဲ့ဒါဆရာတပည့်နဲ့မင်္ဂလာဆောင်ပြီးရင်လဲကျုပ်တို့အိမ်မှာပဲတောင်းတင်နေမဲ့ဂိမ်ပေါ်ဗျာဥယျာညွန်ကကြီးပိုရမင့်မလဲတမိမင်္ဂလာမရှိတော့အန်ကိုက်ပေါ်ဟာရက်ကတော့ခုလာမဲ့လာပြေကျော်ကိုရက်ကရက်ရစားပဲမြေကန်လဲကောင်းတယ်ဗျအကျွေးမွေးကရောမင်းကဘလို့စိတ်ကူထားသတုံးဟုတ်ပြက်ကြရင်ကြည့်ရင်မေးလိုက်လေအဲ့ဒီကိစ္စတိုင်ပင်ချင်းလို့ပေါ့ကွာငါတို့မဲ့လက္ခဏာရှားပါတာမင်းလည်းအသည့် သူများတကာလို့တော့ဝတ်သားချက်နဲ့ထမင်းဘယ်ကျွေးနိုင်ပါမလဲအဲ့ဒါအမေသားဆန်ပြုတ်တက်ရကောက်မလားလို့နှထိုးတဲ့အောင်ရင်စီကမင်္ဂလာဆောင်ပြီးမှပေးအမဲခုနှစ်ပိတ်သားလောက်ယူမယ်ကွာဆန်ကတော့သူပြောရင်မှတစုံတစ်ခုကို တွေးကတက်ပြင်းချပြီးရှက်သွားလေ။ဆန်ကတတဲကို၃ခွက်ခုနှစ်တဲဆိုတော့ထားပါဆက်နေပြီ။စီကတပိတ်သားနဲ့၃အစိတ်သား။ကြက်သွန်းကခုနှစ်ပိတ်သား။ဒါမိုင်းကုန်မဲ့ အဲ့ဒါလဲမင်းနမမဲတောင်းတို့စီကအကျွေးယူဘောဟာကိုကြီးပိုကခေါင်းကိုရင်အဲဒါအတော်ခက်တာကိုဟာရညွန့်ရဲ့ဟုညီးတွားလေကိုကြီးပိုနမဒေါတောင်းမြတီဈေးတယ်ဖြစ်၍ရွာထဲတွင်အတော်တန်တောင်းသားသူဖြစ်သည်တော်တော်ကိုကြီးပိုကအရက်မိုးလာလဲဆရာဖြစ်တော်ကျွန်တော်ကသာနတ်နေကိုင်းအဖြစ်ခြံ၍ရွာလူကြီးဥယာညွန်လဲမနေရနှမရင်ဖြစ်သူဒေါတောင်းမြကိုလည်းမခြံရွာလန်းတလျှောက်အိမ်ပေါက်စိတ် မောင်ရညွန်ကမောင်ညွန်တော်မေတောင်းမြတော်မေမြတော်နောသောနာမိငါမသိဟုပတ်ရန်တဲ့အော်စေတတ်သူဖြစ်၏မမှုသောအချိန်ဆိုလင်ရွာလူကြီးဥရညွန်အိမ်ရိတ်ကိုပင်မနှင်းရဲ့နမဖြစ်သူဒေါတောင်းမြကလည်းသူ၏အကြံဆိုင်ကိုမကြိုက်သဖြင့်တေကန်းဖြတ်ထားလေတော့၏ထို့ကြောင့်သူနမထံမှဆန်စီကျက်သွန်တို့ကိုမင်္ဂလာဆောင်ပြီးချေးယူရန် အကြံအိုက်နေပုံရသည် ။အိုးဗျာမမ်းမဲတောင်းကလည်းခမရကိုသာမခေါ်မပြောတာ။တကယ်တော့ဟန်သိန်းကသူ့တို့အရင်မဲဟာဘယ်နေပါမလဲ။ခမရကသာမင်္ဂလာဆောင်ပြီးရင်မဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်ဆက်ပါမယ်ဂရီပေး။ကျွန်တော်တောင်းဝန်ခံပေးမယ်။ဆရာကသာအာမခံပေးဗျာကြုတ်ဖြစ်အောင်ဆက်မှာ။ပြီးတော့ဆရာကြောင့်ကစာသင်ကုန်တွေကိုလည်းငှအောင်ဗျာ။မင်္ဂလာစကားကိုလည်းဆရာနဲ့ရာညွန့်မယ်ပြောပေးရမှာနော်။ရွာထဲတွင်တာရေးနာရေးရှိလင်းစာရေးခုံတွဲများကိုလာငားလေးရှိသည် ထိုခုံတွဲများကိုမျက်နှာချင်းဆိုင်လိုက်ပါကဧကန်စပွဲနှင့်ကလထိုင်အစင်သင့်ဖြစ်သွားလေတော့၏ထိုရက်မျိုးတွင် စာတင်ရန်ခုံမရှိတော့သဖြင့်เจ้าကိုပါတဆက်သေးပိတ်ပေးရတတ်၏ကဲပါဗျာလူမတက်လဲလက်ဖက်ထုတ်ကတက်တယ်ဆိုတဲ့စကားရှိသားပဲခမည်းကသာမှန်ပါစေဟန်သိမ့်မင်္ဂလာဆောင်အဆစအဆင်ပြေအောင်တုတ်တော်ဝမ်းကိုလုပ်ပေးမှာပေါ့သူဒီကောင်းလေးကို ပုတ်ခါပုတ်ခါဖြင့်ပြန်သွားလေတော့၏ဥယျာညွန့်သည် ကျွန်တော်ကိုကြည့်ပြီးอืม ပြမဦးကောင်ကျုပ်တို့လက်ပေါ်ပြောင်းလာပြီပြို့ဟုပြုံး၍ပြောလိုက်လေနီဆမ်းမောင်တကြီးရဲ့ဒီဒေတာမှာမင်္ဂလာဆောင်အမေသားဆံမြုပ်တိုက်တဲ့အလေးထားရှိဘူးသလားဗျဘေကလာဆရာရဲ့ဝတ်သားကျွေးနိုင်ရင်ကျွေးမကျွေးနိုင်ရင်မဟင်းကားလောက်တော့တိုက်ဆောင်ကြတာပေါ့ဒါပေမဲ့ဆရာလူကဆံပြုတ်တောင်းအရက်ကိုပါရွာဝိုင်းပါရဲ့သူမြသားသမီးယူထမိမှာတော့အကျွေးမွေးတော့ပါရမှာပေါ့ဗျာ ဘာပဲဖြစ်ဖြစ်တုတ်တော့အပေါ်တာဝန်ကျလာပြီလေပြောမယ်သာပြောရသည် သူဒီလဲရွာရင်အလူမင်္ဂလာဆောင်ရှိလဲတိုက်ပုံကလေးကိုဝင့်မောင့်ကျက်တီကောင်းပောင်းကိုဆောင်းကတန်ငါစင်ပေါ်တက်၍ဟောပြောနေရလဲမင်္ဂလာစကားပြောနေရလဲထမင်းခုနှစ်ရက်လောက်မစားပဲအာဟာရတိတ်တိပြီးနေတတ်သူဖြစ်၏ဟမ်အဝဟဝိဝဟဆိုတာတာပေး၍တမိတောင်းယူခြင်း တမိပင်ရီတာကိုဆောင်ယူခြင်းဆိုတော့မင်္ဂလာ၁၂ပါးထဲမှာတပားအပါဝင်ပေါ့ဒါလီဖွဲ့ရီလက်ထချင်းစုလျားရပတ်လက်ထချင်းရေဖလာရင်လက်နိုင်ရီလက်ထချင်းအဲပစိုးတန်းတင်ရီလက်ထချင်းအင်းဥယျာညွန်ဒီကိုကြီးပိုပြန်သွားတဲ့နေမှာစာရွေးဗိသိက်ပညာဆရာဖြစ်တဲ့စာအုပ်ကိုလက်မှာမချတန်းအကုံဆောင်ကအတန်နဲ့အတန်ထားဖြင့်ပွဲမဝင်ခင်အပြင်ကလေ့ကျင့်နေလေတော့ဤ ျွန်တော်ကြောင်းသွားတိုင်းကိုကြီးပိုအိမ်ရှိမှာဖြတ်သွားရလေရှိသည်ဖြင့်ကိုကြီးပိုကခဏဝင်မအောင်ဆရာရဲ့ဟုအမြဲဖိတ်ခေါ်ကဦးနှင်းပဲ့ထောင်းဓမ္မတော်ကကျမ်းပြန်ကို ဖြာစုပ်လေးခင်း၍ကြုံနေတတ်၏တားဖြစ်သူဤမင်္ဂလာကိစ္စအတွေ့အာကိုတကြီးတိုင်ပင်ဆွေးနွေးတတ်သည်မောင်ကိုမယုံတော့လဲကျွန်တော်ဤအာမခံပေးမှုကြောင့်ဒေါ်တော်များကဆန်းစီစက်တော်များကိုမင်္ဂလာဆောင်လက်ဖွဲ့ရောင်းဝင်ဖြင့်အခြေချမိဖြစ်၍ လိုအပ်လင်ဆရာကိုယ်တိုင်လာပြီးယူပါဟုစကားကြောင်းထား၏ရွာတွင်အလူမင်္ဂလာဆောင်ရှိတိုင်းကျွန်တော်ပင်စည်ရင်ကန်ဖြစ်၍ငွေပေးငွေယူကိစ္စကိုကျွန်တော်ကသာလင်တိုင်းခံ၍ဖြည့်ရှင်းရစမြဲဖြစ်လေ၏ဆရာနော်ကျောက်ကနှမပေးမယ်တိတ်ပြောပြင်းတာအဲ့ဒါဆရာပဲလိုအပ်တာစီမံပေးတော့ဆံပြုတ်ခွနေတယ်ဆိုလောက်ကောင်းပါရဲ့လောက်မှာပါဗျာတလောကအကြီးကျော်ကလေးမွေးနေလောက်တာမှလေးတယ်ပဲကုန်တာ ကတော့ပွဲကလည်း30တောင်းထားတာဗျ။အင်းကုံသမ ्या အားလုံးလက်ဖွဲ့ရတဲ့ငွေနဲ့ကြေတံကောင်းပါရဲ့နော်။음။ကျွန်တော်ကမခံမန်းတတ်တဲ့ဖြင့်အင်းရှေကြီးကိုဆွဲကစကားလမ်းကြောင်းလွှဲလိုက်၏။ဒါနဲ့တို့သားနဲ့တို့သမီးလဲမမြင်မိပါလား။မလင်းခင်ကထင့်ခုတ်ဖို့နှစ်ယောက်လုံးတော့ထွက်သွားကြလေရဲ့။ခမည်းကလည်းဗျာမင်္ဂလာဆောင်ကန်းနီးတော့အလုပ်တောင်းလုပ်တွေမနေမနာခိုင်းရသလား။ ဆရာကြီးကျုပ်တို့တော်သူတောင်းသားဆိုတာလက်လုံးမှာပါဇက်လို့ရတာပြီးတော့သူတို့မင်္ဂလာကိစ္စကုန်းကြစီသူတို့ကိုယ်တိုင်ရုံးရမှာပဲလေဟန်ကြတဲ့ဗျာတအပြင်ချွေးမာရောနှစ်ယောက်ခုတ်တာဆိုတော့ထင်းမုံကြီးကလည်းဟိနေတာပဲအင်းအနောက်ဖက်တွင် ပုံထားသည့်ထင်းစည်းပုံကြီးကို ကြည့်ရင်ပြောလိုက်မိသည်ဒါလေးကမတ်တက်စာလေးပေါ်ဆရာရဲ့ကိုကြီးပူကခေါင်းကုန်ရင်မချိသွားပြဲဟန်ဖြင့်ပြန်ဖြေလေ၏ စကားကောင်းနေစဉ်ចောင်းပေါ်မှာចောင်းတဲ့တန်းចောင်းတန်းចားသည်ဖြင့်ကျွန်တော်ဒီစကားဖြတ်၍ចောင်းပေါ်သို့အပြေးတစ်ပိုင်းတက်ခဲလေတော့၏ဆွေပြအမျိုးပြတွားရင်လေမောင်မိဘဆွေမျိုးတွေကဝမ်းဝင်ချင်မအမှန်မလွဲပေခင်မိဘဆွေမျိုးတွေကဝမ်းဝင်ချင်မအမှန်မလွဲပေတဖက်ရွာမှာငါထားတော့အတန်ချက်ဆက်မှာ မလင်းမီကလေးကမင်္ဂလာတေးများအဆက်မပြတ်ဖွင့်နေလေ၏ကျွန်တော်လဲစရင်ကင်ပြီးမင်္ဂလာစကားပြောရမည်ဖြစ်၍အဲ့ရမှစောစောထကားပြင်ဆင်နေ၏ဥယာညွန့်သည်တိုက်ပုံလက်ကို တမမခေါင်းပေါင်းစကိုတပြင်းပြင်းနဲ့မှန်ရှိရက်လိုက်လမ်းလျှောက်လိုက်ချောင်းဟန်၍အတန်ရှင်းလိုက်ဖြင့်ကနာမငိမ်ဖြစ်နေလေ၏ဆရာလောက်ပြို့မြန်မြန်နောက်ကြနေလိမ့်မယ်ဟာဗျာတကြီးကလည်းခုမှ6နိုင်တောင်မထိုးသေးဘူးစောပါသေးတယ် ခမရသာစောနေမင်္ဂလာဆောင်အိမ်မှာတော့တခြားရွာကဧည့်သည်တောင်မရောက်သေးဘူးရွာရင်ကလေးတွေနဲ့ကိုဆံပြုတ်လေးတွေပြတ်ပြီးတဲ့ဗျာဟုတ်လားကဲကဲဒါဆိုလဲသွားကြစို့ကျွန်တော်ကအဝတ်စားကိုလမ်းသွားရင်ဝတ်ပြီးကြပြကြရရှေ့မှာဥဆောင်ထွက်ခဲလေတော့ဤဆရာလာပြို့လက်ဖွဲ့မဲ့သူတွေရောက်နေပြီကျွန်တော်ရောက်မဆိုင်ပင်စရင်ကင်ခေါ်ဝင်ထိုင်လိုက်ဤ ငယ်တငယ်ချင်းရဲ့ခုတော့ငယ်ကြွန်ဆွေငယ်တငယ်ချင်းရဲ့ခုတော့ငယ်ကြွန်ဆွေခုလိုပြန်လဲဆုံးတွေ့ရတော့ဝမ်းသာမဆုံးနိုင်ပေခုလိုဆုံးတွေ့ရတော့ဝမ်းသာမဆုံးနိုင်ပေတန်ဖိုးကိုစန်းကြိုင်က900တစ်ပလွေကုံကိုအောင်လင်းက1000နှောပင်ကမအိန်ငင်းက900 အတန်ချက်ဆက်ဤစုညံတန်ကြောင့်ငွေလက်ဖွင့်သူတို့ဤအတန်ကိုကောင်းကောင်းမကြရကိုကြီးပေါ်ရခမရအတန်ချက်ဆက်တမကိုတိုးတိုးဖွင့်ခိုင်းစမှာဘာသမ်းမှမကြရဘူးအတန်ချက်ဆက်တန်တိုးသွားမှလက်ဖွဲ့ငွေစရင်ကိုကောင်းကောင်းရေးနိုင်လေဤသူတို့သာဟန်သိမ့်သည်သူ့ရဝဲတငင်ချင်းများကိုလိုက်၍အခန့်နေဤသူတို့သမီးမိစိန်တီကထင်းကြီးပုံပေါ်တွင်ငုံငူကြီးထိုင်နေလေဤသူတို့သမီးဆိုတော့လေအဝိဇ္ဇာအစ်တမဟုတ် ဟန်သိန်းနောက်လိုက်ခဲစဉ်ကဝစ်စုံနေပင်ဖြစ်၏တသက်မှာတခါသာဆောင်ရသောမင်္ဂလာဆောင်ဖြစ်သည်ဖြင့်တခြားသူတို့သမီးများကဲ့သို့ကြိုကြီးကြိတ်စာအင်းကြီးချုပ်ခန့်ရကောင်းမှန်းလည်းမသိသူသိ၍ပူဇော်လင်းလဲတားရှင်ရောက်ခမများကဝယ်ဆင်နိုင်မည်မဟုတ်ဆံပြုတ်တောက်နေကြသော ကလေးပြိတ္တအီအဟိဆုညံတန်ကလည်းတစ်ချက်တစ်ချက်ထွက်ပေါ်လာတတ်သေး၏ ဆံပြုတ်ထဲမှာဆဲ၍စွန့်ပစ်လိုက်သောအမဲရိုးကိုလှူရင်းရန်ဆောင်ကြိုက်ခဲနေကြသောခွေးရံပွဲကိုနှိမ်နှင်းနေသည့်ကလာတာကောင် ဖို့တို့ဤချိန်မောင်းတန်ကိုလည်းဆရင်ကင်နေရင်မှကြားရပြန်၏ဆံပြုတ်ဒဲများမှာ အမဲညီနန်းကလည်းနှာခေါင်းရိုင်းသူကျွန်တော်အဖို့အခံရခဲလိုက်၏အဝေးရွာမှာအဲ့ကြချိန်တွင်ဆံပြုတ်သည်နှစ်ဒဲမျှသာကြံတော်၏ကိုကြီးပိုခေါင်းကိုလက်ဖြင့်ကိုရင်းဆရင်ကင်ခုံအနီးရောက်လာ၏ဆရာလူဘယ်လောက်ရောက်ပြီလဲ လူနေရာကျော်ဖိတ်ထားတာအချိန်လေးကတော့တိတ်မဟုတ်ချင်ဘူးလူနေရာတော့ကျော်သွားပြီငွေက2400ပေါက်ပြီးဆံပြုတ်ကထပ်ပြုတ်ရအောင်မလားငွေထုတ်ချင်လို့လားလောက်မလားလို့ပဲဆရာရဲ့လူတိတ်မကြံတော့ရင်လေဒါနဲ့ပဲဖြတ်လိုက်တာပေါ့ကုံထဝတန်ပေါ့ဆက်တနာရီလောက်ရှိရင်လူကလည်းကျဲသွားလေဤဆံပြုတ်လည်းလက်ကြံပြတ်လေပြီငွေကတော့အမှန်တလောက်မပေါက်သေး အဝေးဧများကမူအမဲသားဆံပြုတ်ကိုပင်ဝါအောင်မတော့ရသဖြင့်ပွက်စီပွက်စီဖြင့်တွတ်ထိုးနေကြ၏တထောင်ကိုမြင့်သူက900 900လက်ဖွဲ့မြင့်သူက300တာလင်းလက်ဖွဲ့ကြတော့၏မတော့ရသူအချို့ကလက်မဖွဲ့တော့ပဲစိတ်ဆိုး၍ပြန်သွားကြလေ၏ကိုကြီးပုံသည်လည်းစရင်ကင်ခုံနာလာ၍လက်ဖွဲ့စရင်စစ်လိုက်ကောင်းကုတ်လိုက်ငွေမီးလိုက်ဆံပြုတ်တိုက်သည့်အနာတော့အဲ့ခံလိုက်ဖြင့်ရောက်ရက်ခန့်နေရှာလေ၏ မင်္ဂလာဆောင်မဲမင်္ဂလာဆောင်မဲဒီတမို့ကုံရင်ွယ်လူကြီးတွေလည်းဖိတ်ကြမဲတငယ်ချင်းတွေလည်းဖိတ်ကြမဲမောင်တော်နာနဲ့ကိုနောင်ကရဲ့မင်္ဂလာဆောင်ရင်တရွာလုံးဖိတ်ကြမဲဆရာဆိုင်ရင်ပိတ်တော်ပြုတ်မင်္ဂလာချိန်ကြပြီမင်္ဂလာစကားပြောဖို့အိမ်မော်ကြွခဲ့တော့ ဦးရညွန်ကအိမ်ပေါ်မှာလှန့်ခွန်လိုက်တော့ကြောင်းကျွန်တော်ဒီစရင်ချုပ်ငွေပေါင်းငွေရီကကိုကြီးပေါ်ကို ခေါ်ရွေးအပ်လိုက်ပြီးအိမ်ဦးကန်းတို့တက်ထိုင်းလိုက်လေ။ဟဲ့တို့သမီးမိစိန်ဘယ်ရောက်နေတော့အိမ်မော်ကိုတက်ခဲဟာအဲ့ရအောင်လို့ရောက်ကမမလှခင်ကလှမ်းခေါ်လိုက်မှထင်းစီပုံပေါ်တက်ထိုင်နေသောမိစိန်သည်ရှက်ကိုရှက်ကန်းဖြင့်အိမ်ပေါ်တက်လာပြီးဟန်သိမ့်အနာကတ်ထိုင်းလိုက်၏တွန့်လိမ့်နေသောအင်ဂျီခါအစာကိုလက်ဖြင့်ဆွဲချလိုက်ရင် ရွှေခွန်းတော်မတော်ခေါင်းကိုသာငုံ၍နာခံလေတော့ဤအဟမ်တုတ်နဲ့ခတ်တန်းတုတ်မင်္ဂလာတုတ်ပါဘာတန်တုတ်ဟုတ်ထိတ်တန်းကောင်းတော်မင်္ဂလာချင်းခါရောက်ရှိလာပြီးဖြစ်လို့တက်ပလွေကုန်းရွာနေကိုကြီးပေါ်မတ်လာခင်တို့သားမောင်ဟန်သိမ့်နေနှောပင်ကြီးရွာကိုဖိုးမြမတ်ညိုအေးတို့ဤတမီမတ်မီစိန်တို့ရဲ့လူငယ်တို့ဘာဝချစ်ရည်မျှကြလို့နှစ်ဖက်မိပါသဘောတူလက်ထံထိမ့်မြမင်္ဂလာအခမ်းအနားစတင်ပါတော့မယ်။ တို့တို့သားဘက်ကကျုပ်ကအနှင်းပြေတို့တို့သမီးဘက်ကတော့ကျောင်းဆရာဦးတာလွန်ကျော်ကလက်ခံပေးมาဖြစ်ပါတယ်။ဟေးအတန်ချက်ဆက်တမအဆိုတော်တင်တင်မြရဲ့အခါတော်ပေးလေးဖွင့်လိုက်စမ်းအောင်ဟ။ဟိုတက်ဆက်သေးပင်ဆက်သမားကိုပါအကွက်စီအောင်ညွန်ကြားလိုက်လေသည်။အတိုင်းမတည် မင်္ဂလာချက်တည်းရှိပါပြီတေကိုတို့ချင်းငေငေရှင်ရာစပူရီတောင်ကျောင်းတင့်ရှောတီ 这得一片雪白茫，来呀，叹气，觉得好些也就。 ငွေခယူတင်ခါသူဘိသိညာပုံနာဝပြေဟုတ်တာဟုတ်တာဦးရညွန့်ကအတန်ချက်ဆက်တမောင်းကိုအိနီယာ၌ရက်စေရန်လက်ခုပ်တီးပြီးအချက်ပေးလိုက်၏ မိုက်ကိုကောက်ကိုင်းကဖူကနေမှုတ်လိုက်ပြီးဖဝလနှလုံးပခုံးလနဲ့တဲ့ဝါဘတ်တော်ဂစီနစ်နဲ့လူဖြစ်အောင်ကြွေမွေးစောက်ရှောက်ခဲ့တော့နှစ်ဖက်မိဘတို့ကိုကတော့ကြရအောင် ဟုမင်္ဂလာကိစ္စဆက်လက်ဆောင်ရွက်ပြန်လေ၏သူ့အရက်နဲ့သူ့ဇန်းဆိုတလို့ရွာနီးချုပ်ဆက်တွင် မင်္ဂလာစကားပြောဆိုလင်ဥယျာညွန့်ကိုမိသူမပေါ်သေးဟုပြောစမှတ်ပြုကြ၏ကိုကြီးပူကတော့ခေါင်းကိုသာတွင်တွင်ကုတ်ပြေးတွေ့တွေ့ကြီးစင်စားကန်းဝင်က ပြုံးရည်၎င်းမဲ့ရည်၎င်းကတော့ခံနေလေတော့ဤစိတ်နယ်လူကတ်ဟန်မရှိချေမလခင်ကမူရောဖက်ဆိတ်လေးကြီးကိုအာရပါရရှိုက်ဖွာနေလေရာမိထတောက်သွားသဖြင့်ကြပြကြရာလက်ကိုတရွေဆွေ၍မိငိန်လိုက်လေဤဥယျာညွန့်သည်ကြက်မှတ်ထားသည်များဝိတာခါဆက်ဓမ္မဒိန်နာဆက်တိန်ကာလဇတ်တို့ကိုဥဒဟရုံဆောင်၍မင်္ဂလာပိတ်သိခံဖွင့်နေသည်မှာ နောက်ဆုံးနာရင်ထိုင်နေသောကာလာသာကောင်ဖို့တို့ဤဝါကနေတန်းဝင်လိုက်သောအတန်ကြားမှာအဆုံးတရန်တတိရလေတော့ဤတပည့်ကျော်မောင်ဟန်သိန်းနဲ့တရွာသူမတ်မီစိန်တို့ဤမင်္ဂလာပွဲသည်ရွှေချိုတာသူမရှိဂဲဘူတောင်းသူနတ်ထီဖြင့်အောင်မြင်စွာပြီးမြောက်ခဲလေပြီမင်္ဂလာရဲ့မြတ်လက်ထပ်ပွဲလဲပြီးမြောက်ခဲ့ပြီလေ အတန်ချက်ဆက်သမားချစ်ခင်သည်အတန်ကုံဒစ်ကုံမြင်၍ဖွင့်လိုက်လေတော်သည်မင်္ဂလာပွဲပြီးသောနောက်ရက်တွင်ចောင်းပြန်ဖွင့်သည်ဖြင့်ခါရင်ကဲ့သို့ပင်ကိုကြီးပိုအင်ရှိမှဖြတ်ခါចောင်းပေါ်တက်ရ၏ဆရာဝင်စားမအောင်ဟုအတင်းခေါ်သည်ဖြင့်ဝင်ထမ်းရပြန်သည် သူကလက်ဖွဲ့ဆိုင်ဆောင်ကိုယူလာပြီးကျွန်တော်ရှိချပေး၏ဆရာဒီဆိုင်ရင်လင်ကြိုက်မကြိုက်စစ်ပေးစားမှာဗျာအင်း လက်ဖွဲ့ငွေကနောက်ထပ်ရောက်တာရောဆို26400ကိုငွေကကတော့ပွဲဘူးကျွေးမွေးစိမ့်နေစုစုပေါင်း3900ဆိုတော့အတော်ဆိုင်ရမှာပဲဒါလည်းတခြားလူမှမဟုတ်တာဖြည့်ပြည့်မှာဆက်ပေါ့သူကခေါင်းကိုတပြင်းပြင်းမြည်အောင်ကုတ်လိုက်ပြန်သည်ခက်လိုက်တာဆရာနဲ့တစိမ့်ကမှာနေလိုက်အောင်မယ်ညက်နေဆိုလာတော့တာဗျသူဤစိတ်ပြက်လက်ပြက်တန်းချောင်းသူ့ကိုပင်တနာရမြည်လား အမဖြစ်သူမတ်တောင်းမြကိုပင်ဒေါသဖြစ်ရမည်လားမဝေခွဲနိုင်တော့ပေ။အိမ်အနောက်ဖက်ရှိထင်းစည်းဘုံကတော့တစည်းတလေမြပင် မမြင်ရတော့မတ်တောင်းမြလာ၍ကုံကြွေးဖို့တိမ်သွားဟန်တူသည်။အင်းထင်းစည်းကုံလုံးဈေးဖြတ်ယူသွားတော့တော်သေးတာပေါ့နော်။ဘာတော်မာတော့ဗျာခက်လိုက်တာဈေးရနေထင်းစည်းအကုံကိုမှလေးတောင်ပဲဈေးဖြတ်သွားတာ။ကြံငွေလဲညာရင်းချင်းပဲရောက်ဖာလို့သူလာတောင်းလို့ကြုံလဲမခန်းကြံတာနဲ့မနဲ့လင့်လင်ချင်း ဟန်သိမ့်ကိုနပြာနီလေးဆွဲသွားပြီးပုတ်ခိုင်းလိုက်တာငူတန်ပါချင်းနဲ့ပြောလိုက်တော့ကိုကြီးဘိုးအတန်ကြောင့်ကျွန်တော်ဒီအာစည်းထဲထားတဲ့ကဲ့သို့ဖြစ်ကသူ့ကိုငေးနေမိလေ၏စိတ်ထဲ၌ကမိနုသူ့ကြွေးရှိဆက်လိုက်ဟူသောညောင်ကန်းချာတော်ဥပုပ်ဤလေတံကိုနားနှင်ဆက်ဆက်ကြားယောင်လိုက်တဲ့ကဲ့သို့ရှိလိုက်ပါတော့တည်းအညာပြေဌာနေဟောင်းစီကအကျွေးတရားကိုဒွိခါကလည်းတောင်းမြန်ပေါ်တဲ့ အမေမင်းမောင်းစရာရဲလို့များတက်လိုက်မှဖြင့်ခေါင်းတစ်ခါခါနဲ့ဆက်လာစွာသောလှလှဆွေဆွေရဲနဲ့ဝဝပြပြနှပြတရှင်းကိုလာကျောင်းတကာကိုသာအပ်လိုက်ပြီးရောရတဲ့၍ဘာဘာညာညာရဲလို့မငင်းလည်နဲ့အိုကွဲရောင်းကသာဆက်လိုက်ပါတော့ရှေ့ရွာကရာတခင်တာလွန်ကျော် ရွှေမြို့တရုတ်စော်မဂဇင်ဇန်နဝါရီလ2019ခုနှစ် နားဆင်အပိတ်ခဲ့ကြတဲ့သူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။